ချစ်စနီးကရင်သွေးလေးလွှဲထားရပြီမို့ဝမ်းသာဆောင်တဲ့ပရိသတ်ကိုတီးပေးလာတဲ့ဖြူချီအားလုံးပဲမင်္ဂလာပါ M Sanitas New Channel ကနေကြိုဆိုပါရစေ။အဆိုတော့ဖြူချီကဖြူမြင့်ငွေနဲ့ချစ်စနီးခိုင်မှုမှုတဲတော့ရင်သွေးလေးလွှဲထားရပြီမို့ဝမ်းသာဆောင်တဲ့ပရိသတ်ကိုတီးပေးလာပါရစေ။ချစ်စနီးတဲလေးကသူ့ရဲ့ရင်သွေးလေးလွှဲထားရပြီမို့ဝမ်းသာနေလို့တည်တဲ့ရှင်ဖြူချီကချစ်ပရိသတ်ကိုတီးပေးလာပါရစေ။ သူတို့ဇနီးမောင်နှံကယဉ်သိလိုက်ရနေပုံမပျော်ရှင်ကြည်နင်းနေကြလည်းဖြစ်ပါတယ်။ဆိုတော့ဖြိုးကြီးကဖြိုးမြင့်ဝေက2025ခုနှစ်မတ်လ14ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့မဟာစီသာသနာရိပ်သာမှာစစ်သူနဲ့မင်္ဂလာဆုံးချပွဲလေးကိုကျင်းပခဲ့ပါတယ်။သူတို့ကပြီးခဲ့ဧပြီလ9ရက်နေ့ရန်ကုန်မြို့ရှိကာဗာနာရက်စီဒန့်မှာကျင်းပမယ့်မင်္ဂလာပွဲကိုဖျက်သိမ်းပြီးမင်္ဂလာပွဲအုံပြုမဲ့ငွေကြေးကုန်ကျစရာအလုံးကိုငှက်လင်းပေးသင့်ပြည်သွေးတဲ့လူတန်းကြီးအားလည်းဖြစ်ပါတယ်။ ပြီးခဲ့ဧပြီလ20ရက်နေ့ကလူမှုကွန်ရက်ပေါ်မှာသုံးနှစ်သားရွယ်ကလေးငယ်ကိုမျက်နှာကြောကုန်ခန္ဓာကိုယ်အနှံ့ထုထောင်ရိုက်နေတဲ့မိခင်ဆိုသူရဲ့ရုပ်သံဖိုင်တစ်ခုပြန်နှံလာပြီးပြည့်ရဖြစ်ပွားရနေရကတော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ထောက်ကျက်လန်းဆောင်မှာလို့လဲအဆိုပါရုပ်သံရိုက်ကိုနေသူမျိုးသမီးကဗီဒီယိုထဲမှာပြောပြနေရပါကျောတဲ့ရိုက်သူအမျိုးသမီးရဲ့ပြောစကားကထောက်ကျန်လန်းဆောင်မှာကလေးညက်ကိုလိုက်တိုင်းခိုင်းပြီးနောက်တဲ့ကလေးငယ်လေးတယောက်ပျောက်သွားလို့အကြီးကိုရိုက်နေရဆိုတဲ့စကားတွေပြောနေရပါ။ရုပ်တံထဲမှာလည်းမိခင်က လူတွေဝိုင်းကြည့်နေတဲ့ကြာကလေးကတားရိုက်နေတယ်လို့ကလေးကလည်းနားလို့အော်ဟင်ကိုယူနေရမှုကြည့်ရှုသူတွေကယူနာတက်စရာဒေါသတက်စရာတွေဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ပရိသတ်တွေပြင်လဲကွန်မန့်မှာရေးပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုနာဆင်ပြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။